မန္တလေးတိုင်းတောင်သာမြို့နယ်တမိုက်သားကြီးရွာအုပ်ချုပ်ရေးမှုနေအိမ်မှာတက်ဆွဲထားတဲ့စစ်ကောင်စင်တန်းနဲ့ပြည်စော်တီပူပေါင်းတပ်ဖွဲ့တွေကိုဝင်ရောက်စီးနှင်တိုက်ခိုက်ခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မြင်းညက်ခရိုင်အမတ်တုံးတရင်စီကတီးရပါတယ်တောင်သာမြို့နယ်သုံးမိုင်ကွာမှာရှိတဲ့တမိုက်သားကြီးရွာရဲ့အုပ်ချုပ်ရေးမှုနေအိမ်တုံးတဲ့တိုင်းမှာအင်အား60ခန်းနဲ့အခိုင်အမာတက်ဆွဲနေတဲ့စစ်ကောင်စင်တပ်ဖွဲ့ကိုနိုဝင်ဘာလ9ရက်နေ့မနက်9နာရီခွဲမှာဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ပွဲဖြစ်ပွားချိန်တနအီခွဲကြာမြင့်ခဲ့တယ်လို့မြင်းညက်ခရိုင်အမတ်တုံးတရင်ရဲ့တရင်နဲ့ပြန်ကြားရေးတာဝန်ခံက ီလက်အတန်ကိုပြောပါလေအမ်ရွာမှာတဆွဲပြီးတော့နေတာပေါ့တကြီးအိမ်မှာပေါ့ဟောက်တကြီးအိမ်ဆိုတာလေတကြီးအိမ်ကတိုက်ပေါ့30တိုက်ပေါ့အဲ30တိုက်ကမှမဟုတ်ဘန်ကားတွေအကုန်ပြည့်ရှိတာပေါ့အထက်တိုင်းအထက်တိုင်းမှာတော့သိနေရရလို့တယ်အမ်ပေါ်တာဆွဲခံရတာတို့ဟိုဘာလို့ဒဏ်ရာရတဲ့ကောင်တွေကိုတို့အဲ့ဟိုကဟိုဂျပုတ်ဆေးရုံမှာစိတ်ကူးနေနေလိုက်ပို့တဲ့ကောင်တွေကတနက်ပြစ်ဖောက်ပြီးတော့အိုင်နာရှိတဲ့လူတွေအကုန်ဆွဲသွားတယ်တိုက်ခိုက်မှုတွေကြောင့်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်9ဦးတိဆုံးတာဟု မျက်မြင်တွေ့ရှိခဲ့ကြောင်းသူကပြောဆိုထားပြီးစစ်ကောင်ပြင်စကန်ကဘန်ကာခိုင်မာရီနဲ့တိစောက်ထားတာကြောင့်စကန်ကိုမသိမ်းပိုင်နိုင်ခဲ့ဘူးလို့ဆိုပါတယ်။ဒါအပြင်စစ်ကောင်ပြင်တပ်ဖွဲ့ဝင်တွေဒယန်ရရှိသူများပြားလာကြောင်းဒယန်ရသူတွေကိုဂျပိုးရွာစေယုံကိုပို့ဆောင်ဖို့မင်းကျူကြီးရွာဒေသခံ၅ဦးကိုတနက်ပြဖို့ဖမ်းဆီးသွားတယ်လို့သိရပါတယ်။တမိုက်တာကြီးရွာမှာရင်းကျက်အခြေဆိုင်ခမာယာ၅နဲ့ရင်းကျက်ခရိုင်ပြူစော်တီကောင်းဆောင်တီလာယူမွန်လာအမျိုးသမီးတွေအပါပြူစော်တီတပ်ဖွဲ့ဝင်တွေပူးပေါင်းတဆွနေပြီး ကျေးရွာအောင်ဝင်ထွက်နဲ့မြင်းကျန်တောင်သားညာဦးကားလမ်းပိုင်းမှာဒိတ်ချစစ်ဆေးတာတွေလှုပ်ဆောင်နေတယ်လို့သိရပါဗျ။ဒေါ်မန်၅ရက်ကလည်းတောင်သားမျိုးနဲ့စစ်ကောင်ပြင်တပ်တွေရဲ့ဒိတ်တုံဂိတ်ကိုမြင်းကျန်ခရိုင်အမှတ်တုံးတရင်ကတိုက်ခိုက်ခဲ့ရာဗန်ကား၁၁လုံးမိရှုဖြစ်စီပြီးစစ်ကောင်ပြင်တပ်ဖွဲ့ဝင်၃ဦးသေဆုံးခဲ့ပါသေးတယ်။